ယခုသတင်းပတ်အစောပိုင်းကမိုတေးထန်စွာရွာတုံးမှုကြောင့်ဗီယက်နမ်အလေပိုင်းမှာရေကြီးမြေပြူမှုတွေကြောင့်တိတ်ဆုံးတူတရနှစ်ဦးအထိရှိလာပြီးဖြစ်တယ်လို့နိုင်ငံပိုင်တဘာဝဘေးအန်ဒီကာကွယ်ရေးအဖွဲ့ကဖော်ပြထားပါတယ်။နိုဝင်ဘာ23ရက်ညပိုင်းအထိအခြေအနေအရဗီယက်နမ်တောင်ပိုင်းနဲ့အလေပိုင်းဒေသတွေမှာမိုးရွာတုံးမှုနောက်ဆက်တွဲရေကြီးမြေပြူတာတွေကြောင့်တိတ်ဆုံးသူ60ကျော်ရှိခဲ့ရာကနေယနေ့မှာတော့တိတ်ဆုံးသူ100ကျော်အထိမြင့်တက်လာတာဖြစ်ပါတယ်။ ဗီယက်နမ်မှာအော်တိုဘာလလေကနေစလို့မိုးသေးထက်စွာရွာသွန်းမှုတွေကြုံနေခဲ့ရတာဖြစ်ပြီးတချို့ area တွေမှာဆို3-4ရက်ဆက်တိုက်မနာမနေတည်တည်မေမေမိုးရွာတာမျိုးတွေတော့ရှိခဲ့ပါတယ်မိုးရွာသွန်းမှုကြောင့်ကဘာလေခီးသွားလုပ်ငန်းဖွံ့ဖြိုးရာအပန်းဖြေဆုံတွေအပါအဝင်နေရာအများပြားမှာရေကြီးတာမြေပြိုတာတွေကြုံခဲ့ရပါတယ်။တချို့မြို့ရွာတွေမှာရေတွေကအိမ်တွေထဲကိုလေးလေးမြန်မြန်ဝင်ရောက်ဖုံးလွှမ်းသွားတာကြောင့်ဒေသခံတွေဟာအိမ်ခေါင်မိုးတွေပေါ်ကိုတက်နေရပြီးကေဆေးရဲတွေအလာကိုစောင့်ခေကြရပါတယ်။ စိုက်ပျိုးရေးနှင့်တဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့အဆိုအရတမိုင်းဝင်ရေးကြီးမှုကြောင့်လူတရနှစ်ဦးတေဆုံးကနေအိမ်933လုံးပျက်စီးခဲ့ပြီးအိမ်ခြေနှစ်သိန်းကျော်ရင်းနှီးမြုပ်ခဲ့တယ်လို့ပြောဆိုထားပါရယ်။စဘာနယ်ကောက်ပေးတီနန်ဟတ်တာ8200ကျော်ပျက်စီးခဲ့တယ်လို့မွေးမြူရေးနှင့်စက်ကောင်ရေး3.34တန်နီပါဆုံးရှုံးခြင်း လမ်းမဆက်တွေရေးစေမြောင်ပညာရေးနဲ့ကျန်းမာရေးဆောင်ရှားမှုအဆောက်အုံအများပြပျက်စီးခဲ့ပြီးစုစုပေါင်းဆောင်ရှားမှုမှာ VND 73.3ထရီလီယံအမေရိကန်ဒေါ်လာ496တန်းခန့်ရှိတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံတုန်းကတချို့နေရာတွေမှာရေပြန်ကျဆပြုလာပေမဲ့ရွှေနဲ့အညစ်အကြေးအလိမ်လိမ်ကန့်ညစ်ကြနေပြီးတူလောင်ထားတဲ့ရိတ်ခါတွေနဲ့ကုန်ပစ္စည်းတွေအများကြီးပျက်စီးကုန်နေလို့ဒေသခံတွေကညင်ညူကြပါတယ်။ အရှိတောင်အာရှဒေသတွင်းကဗီယက်နမ်နိုင်ငံဟာနစ်ဆင်ဇော်လာနဲ့စက်တင်ဘာလတွေအတွင်းမှာမိုးသေးထန်စွာရွာသွန်းမှုတွေကြုံရလေရှိပါတယ်။ဒါပေမဲ့လူသားတွေကြောင့်ဖြစ်ပေါ်တဲ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတွေဟာရာသီဥတုအပြောင်းလဲတွေကိုပိုဆိုးရွားစေပြီးဖြည့်စီအားလဲပုံမပြင်းထန်လာစေတယ်လို့တတိပေးထားကြပါတယ်။